မင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်တို့ရဲ့တနေ့တာသတင်းတွေကိုစူးစစ်တင်ဆက်ပေးတဲ့သတင်းတို့ထွာအစီအစဉ်ကနေတင်ဆက်ပေးမှာဖြစ်ပါတယ်ပထမအဦးဆုံးသတင်းကတော့လက်ရှိစစ်အုပ်စုကပြုလုပ်မဲ့အထူးအရောင်ရွေးကောက်ပွဲကိုငင်းပယ်ဖို့အာဆီယံတိုက်တွန်းနေဆိုတဲ့သတင်းမှာဖြစ်ပါတယ်အာဆီယံအနေဖြင့်မြန်မာစစ်အုပ်စု၏ရွေးကောက်ပွဲကိုပြက်ပြက်တားတားငင်းပယ်ရန်အထူးအကြံပေးကောင်စီ SAC M ကတိုက်တွန်းအာဆီယံနေချင်းမြန်မာစစ်အုပ်စု၏ရွေးကောက်ပွဲကိုပြည်ပြတ်တတ်တတ်ညှင်းပယ်ရန်မလေးရှားနှင့်ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း နှစ်ဦးနဲ့မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SACM ကယနေ့ကြေညာချက်ထုတ်ပြန်တိုက်တွန်းလိုက်တယ်။ကြေညာချက်ကိုမလေးရှားနိုင်ငံသားရဲ့ဝင်ကြီးဟောင်း၊ထိုင်းနိုင်ငံသားရဲ့ဝင်ကြီးဟောင်းနဲ့မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SACM အဖွဲ့ဝင်၃ဦးတို့ကထုတ်ပြန်လိုက်ခြင်းဖြစ်ပြီးယခုအော်တိုဘာလအတွင်းမလေးရှားနိုင်ငံကွာလာလမ်ပူမြို့တွင်ပြုလုပ်မည့်58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးတွင်စစ်အုပ်စု၏အတူအယောင်ရွေးကောက်ပွဲကိုပြက်ပြက်တားတားညှင်းပယ်ရန်မြန်မာနိုင်ငံအပေါ်မဟာဗျူဟာများ ပြန်လဲတုံးတုံးတက်သတ်မှတ်ရင်တောင်းဆိုလိုက်ခြင်းဖြစ်တယ်။နော်ဒါကတော့အားလုံးတိလက်တိုင်းမင်းအောင်လှိုင်လို့အရှက်ကွဲဝါးတဲ့ကိစ္စပေါ့နော်။အဲအာဆီယံဥက္ကဋ္ဌကြဥက္ကဋ္ဌမလေးရှားနိုင်ငံကြီးဝင်ကြီးမြန်မာပြည်လာပြီးတော့သူတို့အတန်အောင်နားထောင်တယ်။အဓိကမလေးရှားနိုင်ငံကြီးဝင်ကြီးဟာနိုင်ငံဒီအင်အားစုအားလုံးရဲ့အတန်အောင်နားထောင်နိုင်အောင်မြန်မာပြည်ကိုလာတာပါ။ပြီးလို့ရှိရင် UNG နဲ့တွေ့ဆုံတယ်တော်လိုင်းအင်အားစုတွေအားလုံးနဲ့တွေ့ဆုံတယ်။အဲ့ဒါကိုစေအုပ်စုကဘယ်လိုဝါဒဖြန့်လဲဆိုတော့ မလေးရှားနိုင်ငံသားဝင်ကြီးကပြောရတာကသူတို့ကျင်းပမဲ့ရွေးကောက်ပွဲကိုအာဆီယံရဲ့လစ်လာဆောက်ကြီးရဲ့အဖွဲ့ဆင်လွတ်မယ်လို့ပြောတယ်ဆိုပြောင်းလိန်တယ်။နော်အခုပြောင်းလိန်လိုက်တဲ့ကြက်ကဟိုမှာမလေးရှားနိုင်ငံသားဝင်ကြီးကအခုထပ်ဖြည့်ရှင်းနေရတဲ့အဆင့်တီဖြစ်လာပြီ။ဟိုတိုင်းတိပြည်တိပြောင်းလိန်ပြောင်းစားတွေဟာဟိုမရှိတဲ့အချက်ကိုထက်ခါတက်ခါကိုယ်နေလဲမမှတ်ဘူးနော်။ဒါလည်းတိုင်းတိပြည်တိပြောင်းလိန်တာပဲ။ဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးခြင်းမှာဒါကတော့စစ်ကောင်စီအတူအယောင်အလိမ်ညာရွေးကောက်ပွဲကိုအကူအညီပေးလင်း မြန်မာပြည်သူများ၏ဒုက္ခပုံမိုနှဆိုင်စင်မြဟုကုလတမကအစည်းအဝေးမှာဥကြောမုံထွန်းကနိုင်ငံတကာကိုအတိပေးလိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါလားအော်တိုဘန်73ရဲ့နေကုလရမကဆိုင်ရမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်အမတ်ကြီးဦးကျော်မိုးထွန်းကအကြမ်းဖက်စစ်တပ်ကတရားမဝင်အာဏာသိမ်းရန်ကြိုးပမ်းမှုနောက်ပိုင်းတွင်မြန်မာနိုင်ငံကရခိုင်ရရှိထားခဲ့သောဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအောင်မြင်မှုများမှတိတိတတ်တာနောက်ပြန်ဆုတ်သွားခဲ့ကြောင်းရာဇဝတ်မှုများမှဆက်လက်ကျယ်ပြန့်လာနေကြောင်း ကုလတမကအဖွဲ့ဝင်နိုင်ငံတချို့ကအကြမ်းဖက်စစ်အုပ်စုကစီစဉ်နေတဲ့အတူအောင်လိန်ညာရွေးကောက်ပွဲကိုအကူအညီပေးနေမှုမှာမြန်မာပြည်သူလူထု၏ဒုက္ခကိုပုံမုံနှက်ဆိုင်စေပြီးအကြမ်းဖက်မှုနဲ့မတည်ငြိမ်မှုများကိုဒါဖြစ်ပေါ်စေကကြိုးပမ်းရရှိထားတော့ဖွံ့ဖြိုးတိုးတက်မှုများကိုအလုံးစုံနောက်ပြန်ဆုပ်ယုပ်စေမည်ဖြစ်ကြောင်းအတိပေးသည်။ထို့ကြောင့်နိုင်ငံတကာအတိုင်းအဝိုင်းနေဖြင့်အကြမ်းဖက်စစ်အုပ်စုကစီစဉ်နေတဲ့အတူအောင်လိန်ညာရွေးကောက်ပွဲကိုပြတ်သားစွာပယ်ချရန် တန်အမတ်ကြီးကအလင်းနဲ့ထားတိုက်တွန်းလိုက်ကြောင်ဖြစ်တယ်။အဲ့တော့ဒါကတော့ကုရတမကမှာယနေ့အချိန်ထိမြန်မာပြည်သူတွေကိုစားကြက်ကြက်ခံရက်တိပြီးတော့ပြည်သူတွေနဲ့တဒားတဲ့နိုင်ငံတကာကိုပြည်သူတွေကိုစားအတန်ဖြန့်ဝေပေးနေတဲ့ဥကျော်မိုးထွန်းရဲ့ကုရတမကမှာပြောကြားလိုက်တဲ့စကားပဲဖြစ်ပါတယ်။အဲ့တော့အားလုံးတိတဲ့အတိုင်းလက်ရှိစစ်အုပ်စုကိုလော်ဘီလုပ်နေတဲ့တရုတ်နဲ့ရုရှားပေါ့သူတို့လိုချင်တာရဖို့အတွက်ရုရှားဆိုတာလေသူတို့မတုံးတော့တဲ့တန်တိုတန်ဆအဟောင်းကို နော်ဟိုဈေးကောင်းကောင်းရပြီးရောင်းလို့ရတဲ့တိုင်းပြည်ကမြန်မာစစ်ဘုတ်ချုပ်တွေပဲရှိတယ်ဒါကြောင့်မလို့ရုရှားမှာတုံးလို့မရတဲ့လေရင်တို့နော်စစ်လက်နက်ပစ္စည်းတို့စတဲ့ဖြင့်မီဂျိုမောင်းပြက်ပေါက်ပန်း40အစုပ်ပြက်တွေကိုမြန်မာပြည်ကိုရောင်းအကျွေးရနဲ့အကျွေးနဲ့ရောင်းမြန်မာပြည်ရရင်မှလေရင်တွေပြန်ပြက်ကြပိုင်းလော့တွေမတာပေါ်ဒါလည်းတော့ဝယ်တာပဲဝယ်တာပေါ့အချိုချောင်းနဲ့ရပြီးတော့အကောင်းဆေးနဲ့တင်းဂျားတွေကဒီလေတက်ဥစည်းချုပ်တွေဒီကောင်တွေကဂျားဖြက်စားလက်စား တော့အဲ့လိုလောက်ခွင့်ရဖို့အတွက်ဒီကောင်တွေအာနာရှိနေဖို့လိုတယ်ဒါကြောင့်မလို့ရက်ဆာဟာစစ်ကောင်းဆောင်တွေအားပေးတာအဲ့တော့ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲမင်းအွန်လိုင်းမှုလို့ရက်ဆာအားပေးတာလားတရုတ်ကမင်းအွန်လိုင်းမှုလို့အားပေးတာလားဒါမှမဟုတ်အာနာသိန်းနဲ့ခေါင်းဆောင်မှုလို့အားပေးတာလားရှင်းနေပါတယ်မင်းအွန်လိုင်းနေရာမှာခွေးတစ်ကောင်ကာကွယ်ဥစည်းချုပ်ဝစ်ဆောင်ဝစ်ပေးလိုက်ဒါအကျုပ်တို့အာနာတိုင်းဘွဲ့ခေါင်းဆောင်လို့ပြောလိုက်တရုတ်နဲ့ရက်ဆာလက်ခံပါလိမ့်မယ်သူတို့လက်ခံတာဒီလူပုတ်ကိုမဟုတ်ပါဘူးအာနာတိန်စစ်ကောင်းဆောင်လက်ခံတာပါဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးခြင်းပါတယ်ဒါကတော့ ဖဲကောင်အနောက်ချမ်းဘောရန်ရွာကို PNO ပြည်သူစစ်ကမီးရှို့နေဆိုတဲ့တင်ပြဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းဖဲကောင်မြို့နယ်အနောက်ဘက်ချမ်းခေါင်းဤကျေးရွာအုပ်စုဘောရန်ကျေးရွာအပေါ်ရွာအောက်ရွာကပြည်သူတွေရဲ့နေအိမ်တွေကိုစစ်ကောင်စီတပ်နဲ့ PNO ပြည်သူစစ်တွေကအော်တိုဘားလ73ရက်မှာမီးရှို့ဖျက်ဆီးခဲ့တယ်လို့မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။ပင်လောင်းကနေတဆင့်တောင်စလုံးကျေးရွာမှာတက်ဆွဲပြီးမြောက်စလုံးကျေးရွာကိုစစ်တောင်းထိုးကနေအိမ်တွေကိုမီးရှို့ပြီး ဘောရန်ရွာကိုထတ်ရှို့တာလို့တီးရပါတယ် PNO နဲ့စစ်တပ်ကနေအိမ်မီးရှို့တာနေအိမ်အလုံးရင်များတဲ့အလုံး90ကျော်မဲ့ပြည်သူတွေတခြားစစ်ဆောင်နေရတာကြားပြီးပြည်သူတွေကမရှိတော့ဘူး PNO နဲ့စစ်ခွေးတွေပဲရှိတယ်လို့ပြောပါတယ် PNO ပြည်သူစစ်အဖွဲ့ဝင်တယောက်ကလည်းကြေးရွာတွေကိုမီးရှို့ထားလို့မီးလောင်နေတဲ့ဗီဒီယိုမှတ်တမ်းကို TikTok ပေါ်မှာတင်ပြီးမီးလောင်တာကိုဝမ်းသာကြောင်ပြောဆိုရှိနေတာကိုတွေ့ရပါတယ်။တော့ဒါကတော့သူတို့လုပ်ထားတဲ့တက်တွေပေါ်တော့ပါနော်အားလုံးတိတဲ့အတိုင်း เนาะဒါကြောင့်မလို့လက်ရှိကျွန်တော်တိုင်းပြည်မှာပြည်သူတွေကိုအကြမ်းဖက်အကြမ်းဖက်လို့နှစ်ဖက်လုံးဆွဆွဲနေကြတယ်ဒါပေမဲ့ဘယ်ဘက်ကဆွဆွဲတာဒီအမှန်တရားနဲ့ဆိုတာအဲ့လိုမြေပြင်ထဲမှာဖြစ်ပေါ်နေတဲ့ပဂရိအမှန်တရားတွေကိုကြည်ချင်းအားဖြင့်ကျွန်တော်တို့ဟာတိုင်းပြည်နဲ့ပြည်သူပေါ်ကိုအကြမ်းဖက်နေတာဒီဘယ်အဖွဲ့စည်းလဲဆိုတာကိုလူတိုင်းသိလို့ရပါတယ်เนาะအဲ့တော့ဟိုပြည်သူတွေကတော့အများတန်းပြောတာရှိတယ်တရားတော်စစ်နိုင်ရမယ်အကြမ်းဖက်ဓမ္မတွေကြဆုံးပါတယ်လို့ဒီတိုင်းပါပဲကျွန်တော်တို့အချိန်တိုင်ရင်တော့အဓမ္မနဲ့ဓမ္မဓမ္မလားအနိုင်ရရှိမှာပါဒါပေမဲ့ ဓမ္မဘက်မှာပါဝင်တဲ့လူတွေအနေနဲ့ဇွဲလုံးလာဝတိယရှိဖို့တော့လိုတာပေါ့ဓမ္မအရာအနိုင်ရမယ်ဆိုပြီးတော့ဓမ္မအီးထိုင်ပြီးနေနေတို့ကတော့ဘာအောင်မြင်မှုမရအောင်ဘူးကျွန်တော်တို့ဟုတ်တယ်မလားဒါကြောင့်မလို့နည်းနည်းဖြင့်စိတ်သက်ကြမယ်အချင်းချင်းမနာလိုဝင်တို့စိတ်တွေမွေးမယ်ဒီလိုမျိုးမကောင်းတဲ့စိတ်တွေနဲ့ဓမ္မဘက်ကယက်တည်နေလို့ရှိရင်လည်းအောင်ပွဲဆိုတာရလာမှာမဟုတ်ပါဘူးအဲ့တော့ဓမ္မဘက်ကယက်တည်ပြီးအောင်ပွဲရဖို့ဆိုရင်ကိုကိုတိုင်ဓမ္မဒိဋ္ဌံကြကြတွေးခေါ်ပြောဆိုနေထိုင်လောက်ကိုင်နိုင်ဖို့အရေးကြီးပါတယ်ဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးခြင်းမလားဒါကတော့မြင်းကြံကြောက်ပြုတ်ရွာက စစ်တပ်နဲ့ဗျူစကန်းကိုမန္တလေးတိုင်းမြင်းကြံမြို့နယ်ကြောက်ပြုတ်ရွာကအထိုင်ချထားတဲ့စစ်တပ်နဲ့ဗျူစကန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်သားနဲ့ဗျူ10ဦးကျော်တေဆုံးခဲ့တယ်လို့တော်လိုင်းတပ်ဖွဲ့တွေစီကနေသိရပါတယ်။အော်တိုဘန်လ12ရက်နေ့ညနေ4နာရီလောက်မှာတော်လိုင်းတပ်တွေစုပေါင်းပြီးကြောက်ပြုတ်ရွာကိုတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာစစ်သားနဲ့ဗျူစောတိအလောင်းမျက်မြင်12လောင်းတွေ့ခဲ့တယ်လို့ဆိုပါတယ်။ကြောက်ပြုတ်ရွာဟာ လက်တပြူပြူစော်တိရွာနဲ့ခွနမိုင်ကွာမှာရှိပြီးစစ်တပ်ကအဲ့ဒီရွာကနေအင်အားတိုးချဲ့ခဲ့တယ်လို့သိရပါတယ်လက်ရှိမှာလည်းစစ်တပ်ကအဲ့ဒီရွာဘက်ကိုလေကြောင်းအကူနဲ့စစ်တောင်းတွေထိုးနေတာလည်းရှိတယ်လို့သိရပါတယ်အထက်မှစစ်စင်ရဲကိုပြည်သူကျယ်တွင်တပ်ဖွဲ့ MGN Danger Dynamite MGRF PDF Tali Fight PDF နဲ့မြင်းကြံမြို့နယ်ပကဖတို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။နော်လက်ရှိအားလုံးတိတဲ့အတိုင်းအင်အားတွေရှိတဲ့အင်အားတွေနဲ့စုပေါင်းပြီးတော့နယ်ဒီမှာ ပြန်လဲခုခံနေရတယ်စစ်တပ်ကစစ်တောင်းထိုးလိုက်ဘာဝညာဘာတခုမတိတော့မဟုတ်တွေ့တဲ့ယူအကုန်မိရှုတွေ့တဲ့ပစ္စည်းအကုန်ယူတွေ့တဲ့အသားပြိုတမိပြိုအကုန်မရင်းချင်းနောက်ဆုံးကြက်ဝက်ကျွဲနှောတတ်စားပို့လို့မစားနိုင်ပြစ်တက်ပြီးတော့ထားပစ်ခဲ့တယ်အဲ့လောက်ထိရုံမှရိုင်းဆိုင်တဲ့မိစ္ဆာကောင်းတွေပါနော်အဲ့တော့အဲ့လိုအင်အားတွေထိုးလိုက်ရင်ကျွန်တော်တို့အခုလိုမျိုးအဲစီစီလုံးလုံးညီညီညာညာရှိရင်တံပြန်ပြီးတော့တုတ်ပြန်နိုင်တာပေါ့ကိုယ့်ဘက်ကမစည်းလုံးရင်တော့ တဖွဲ့ချင်းတဖွဲ့ချင်းဆိုရင်တော့ဒီကောင်တွေကိုပြန်ပြီးတော့ခံနိုင်မှာမဟုတ်ဘူးဒါကြောင့်မို့လို့စီးလုံးညီညွတ်မှုကိုတိစောက်ကြဖို့ကိုအလေးထားပြီးတိုက်တွန်းနေကြရတာပါဟုတ်ကဲ့နောက်ဆုံးသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးခြင်းပါတယ်ဒါကတော့စစ်ကော်မရှင်စစ်စေးဂိတ်ကိုတော်လိုင်းတပ်ဖွဲ့တွေဝင်ရောက်တိုက်ခိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်မကွေးတိုင်းပွင့်မြူမြို့နယ်ပတိန်မုံရွာလမ်းပိုင်းမှာရှိတဲ့စစ်ကော်မရှင်စစ်စေးဂိတ်ကိုတော်လိုင်းတပ်တွေအလေးငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့တာစစ်သား6ယောက်တေဆုံးခဲ့တယ်လို့မင်းဘူးခရိုင်အမှတ်ခွန်တိုက်ရင်မှသတင်းထုတ်ပြန်ထားပါတယ် ပြီးခဲ့တဲ့အော်တိုဘာ၄ရက်နေ့ညနေပိုင်းကပွင့်ဖြူမြို့နယ်ပတိမုံရွာလမ်းပိုင်းမဲဇလီဆယ်တော်တရားမှရှိတဲ့စစ်ကောမရှင်ရဲ့မဲဇလီကာကင်းဂိတ်စခန်းကိုတော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်တိုက်ပွဲတနအီကျော်ကြဖြစ်ပွားခဲ့ပြီးစစ်ကောင်မရှင်တပ်သားအလောင်း၄လောင်းနဲ့လက်နက်ခဲယံစစ်အုံဆောင်ပစ္စည်းတွေကိုတင်းဆဲရရှိခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်အော်တိုဘားလ17ရက်နေ့17ရက်တုန်းမှာစစ်သားအလောင်း၂လောင်းထပ်မံတွေ့ရှိခဲ့တဲ့အတွက် စုစုပေါင်းစစ်သား6ယောက်တေဆုံးခဲ့တယ်လို့သိရပါတယ်အဲ့ဒီတိုက်ခိုက်မှုကိုအမှတ်ခွန်တက်ရင်မင်းမှုခိုင်ပတ်ကဖားနဲ့ပွင့်ပြူမြို့နဲ့ပတ်ကဖားတို့ဘူပေါင်းတိုက်ခိုက်ခဲ့ကြပြီးမင်းမှုခိုင်တက်ရင်ကလက်နက်ကြီးပစ်ကူပေးခဲ့တယ်လို့သိရပါတယ်နော်အဲ့တော့ဒီလိုအောင်မြင်မှုမျိုးတွေရတယ်ဆိုတာအခုလိုစုပေါင်းမှုတွေရတာပါဒါကြောင့်မို့လို့ကျွန်တော်တို့ local အဖွဲ့တွေ PDF တွေပကဖတွေအားလုံးစီးသုံးဖို့ပူးပေါင်းဖို့ COC တိဆောက်ဖို့ပြောတာဒီတော်လန်ရင်းမှာလက်နက်ကင်တော်လန်တာဒီဒီမိုကရေစီရဖို့အတွက်အင်မတန်ခဲယဉ်ပါတယ် လက်နဲ့ကင်ပြီးတော့တိုင်းပြီးပြက်သွားဖို့အတွက်ကအင်မတန်လွယ်ပါတယ်။အဲ့လိုလွယ်သွားတဲ့အရာတွေမဖြစ်သွားဖို့ဆိုတာက COC ကိုစနစ်တကျတိစောက်ထားဖို့လိုတယ်။ကြစ်လစ်စူးစိမှုရှိဖို့လိုတယ်။အဲ့လိုမဟုတ်ပါနဲ့တူတစ်ဘွက်ငါတစ်ဘွက်ဖြစ်နေမယ်ဆိုရင်ကျွန်တော်တို့တော်လှန်ရေးကအနေနဲ့တအားရှိပါတယ်။ဒါကိုအားလုံးသိဖို့လိုတယ်။အခုဆိုအညာဒေတာမှာကျွန်တော်တို့တင်ပြချင်တာကဒါပြည်သူတယောက်အနေနဲ့တင်ပြချင်တာ local အဖွဲ့တွေအများကြီးပါပဲ။ MOD အောက်ထဲနဲ့မဝင်ဘူး။ EOS အောက်ထဲနဲ့မဝင်ဘူး။ကိုယ့်အကို local အဖြစ်ရက်တည်တယ် ဒါဟာအတိတ်ပဲလုံးဝမရှိပါဘူး။နော်လော်ကယ်အဖြစ်ယက်တိကြမယ်ဆိုလို့ရှိရင်လည်းကိုမြို့နယ်တမြို့နယ်မှာတော့ COC ချစ်တင်တယ်။နော်အမိုရီအောက်ထဲဝင်ဘူး EAO အောက်ထဲဝင်ဘူးရတယ်လော်ကယ်ဖြစ်ယက်တိပါအားပေးပါတယ်တော်လိုင်းအတွက်ဒါပေမဲ့ဒီမြို့နယ်တမြို့နယ်မှာလော်ကယ်ဘယ်နှဖွဲ့ရှိတယ်10ဖွဲ့ရှိရင်အဲ့ဒီ10ဖွဲ့က COC တော့ချစ်တင်တယ်။အဲ့လိုမဟုတ်ဘဲနဲ့ MOD အောက်ထဲနဲ့ဝင်ဘူး EAO အောက်ထဲနဲ့ဝင်ဘူး local ပြည့်ရက်တည်တယ် local local ချင်းနဲ့မပူပေါင်းဘူး နော်တရွာကိုတဖွဲ့ရက်တယ်ဆိုဒါကအဓိပ္ပာယ်မရှိတော့ဘူးဒါဟာတော်လှန်ရေးလောက်တာမဟုတ်တော့ဘူးဒါဟာလက်နက်ကင်ပြီးတော့ဗျမ်းမတာလောက်တာ ਨੇ ဒူသွားပြီဒါကြောင့်မလို့အောက်ခြေမှာရှိတဲ့နော်ရဲဘော်တွေအနေနဲ့ဒါဟာကျွန်တော်တို့တိရမှာကငါတို့အားလုံးစုစည်းစုပေါင်းနိုင်မှ ရန်သူကိုနိုင်မယ်ဆိုတဲ့အတိကိုတော့တိဖို့လိုတယ်တရွာလူလေး6ယောက်9ယောက်နဲ့တဖွဲ့နံမဲခံပြီးတော့နော်တော်လိုင်းလောက်ပါတယ်လို့လက်နက်ကင်တာဒီလုံးဝပြည်သူတွေအနေနဲ့အားမပေးပါဘူးဒါကိုကျွန်တော်တို့ပြည့်ပြည့်တတ်တာပြောတာပါနော်အဲ့တော့ ့ MOD အောက်ထဲဝင်ရင်ဝင်မှာ EAO အောက်ထဲဝင်ရင်ဝင်မှာဘဲမှမဝင်နိုင်ဘူးဆိုရင်အ ਨੇ ဆုံးမြို့နယ်အဆင့်တော့ local တွေ COC တိစောက်ပေးပါလို့တောင်းပန်ခြင်းပါတယ်ဒီကနေကျွန်တော်တို့တော်လန်ရေးမှာတိုင်းပြည်အနာခံပြီးတော်လန်နေကြတာခက်မမြန်ပြီးဖို့လိုပါတယ်ခက်မမြန်ပြီးဖို့ဆိုတာအလုံးစီစုပေါင်းနိုင်မှစီးလုံးနိုင်မှဖြစ်မှာပါဒါလေးကိုဒါအခွင့်အခါတင်တော့တင်ပြရခြင်းဖြစ်ပါတယ် ဟုတ်ကဲ့ပါဒီကနေ့ကျွန်တော်တို့တင်းင်းတွေကိုအစအနေဆုံးစောင့်မျှော်ကြည့်ရှုအားပေးကြတဲ့မိဘပြည်သူတူတူတယောက်စီနိုင်ကိုကျေးဇူးတင်ပါတယ်။နောက်ရက်တွေမှာအချိန်ရရင်ရတယ်လို့ဂရုတင်းင်းတွေကိုတင်ဆက်ပေးရမှာဖြစ်ပါတယ်။မင်္ဂလာညချမ်းပါခင်ဗျာဘေးပျော်ဝေးကွာကြပါစေ။